ဟိုရနန့်ပေါင်တကြောမှတက်ဆွဲထားတဲ့ MNDA တပ်တွေကိုရုတ်သိမ်းပေးဖို့စစ်ကောင်စီဘက်ကတောင်းဆိုနေချင်းမြေပြင်မှာနှစ်ဖက်တပ်တွေစစ်ရေးတင်းမာနေတယ်လို့ဒေသခံသတင်းရင်းမြစ်တွေစီကသိရပါဗျ။ရှမ်းပြည်မြောက်ပိုင်းစစ်ကောင်စီထိန်းချုပ်ရာလားရှိုးမျိုးကစစ်ဘက်ဆိုင်ရာကိစ္စရပ်တွေကိုရမခတိုင်းဦးစီးချုပ်ဦးဆောင်ဆွေးနွေးနေတဲ့ နိုဝင်ဘာလ17ရက်နေ့အစည်းအဝေးမှာဒီအချက်ကိုစစ်ကောင်စီကတောင်းဆိုလာတာဖြစ်တယ်လို့ MNDAA နဲ့နှိဆက်သူကမဲခေါင်ကိုပြောပါတယ်။ဟိုရနတ်ပေါင်တကြောကတက်တွေရုပ်ဖို့ပြောတာပါပဲ။ထူးခြားတာကမနေ့ကနေ့လေ2နာရီလောက်မှာဟိုရဘက်ကင်းထောက်လေရင်ဖြတ်ပြန်တယ်။အခုဟိုရမှာကိုကန့်စစ်သားတွေအများကြီးရောက်နေတယ်။စစ်တပ်ဘက်ကစစ်ကားတွေလည်းမနေ့ကတိုင်ယန်ဘက်ကနေလာရှုဘက်သွားကြတယ်လို့သတင်းရင်းမြစ်ကပြောပါတယ်။ ပြီးခဲ့တဲ့ဩဂတ်လ15ရက်နေ့ကလေလာရှိုးမှာစစ်ကောင်စီနဲ့ MNDAA တို့တွေ့ဆုံပြီးနောက်ပိုင်းဟိုရ တန်ရန်လမ်းကြောင်းကို MNDAA တပ်တွေတိုးချခဲ့တဲ့အတွက်စစ်ရေးတင်းမာခဲ့ပါသေးတယ်။စစ်ကောင်စီဟာတရုတ်အကူအညီနဲ့လာရှိုးမြို့ကိုပြန်ရပြီးနောက်တရုတ်ရဲ့ထပ်မံအကူအညီနဲ့ကိုကန်တပ်ဖွဲ့နဲ့ဆက်လက်ဆွေးနွေးနေပြီးတိန်နီမြို့ကိုပြန်ပေးဖို့နဲ့ဟိုရဘက်ကကိုကန်တပ်တွေပြန်လည်ဆုတ်ခွာဖို့အဆင့်တစ်ဆိုင်တောင်းဆိုနေပါတယ်။